တက်တာထဲမှာငါဟာဟောအပြစ်တစ်ခုခုလုပ်လို့ကယ်တင်ခြင်းဆုံးရှုံးသွားမလားဆိုပြီးတော့เนาะတချို့တွေကစိုးရင်စိတ်တွေရှိတယ်။ကျမ်းစာအရပြောမယ်ဆိုလို့ရှင်တော့ဒီနေ့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပန်ရှင်နဲ့အရှင်သခင်အဖြစ်စိတ်လုံးထဲကယုံကြည်ပြီးတော့နှုတ်ကနေဝန်ခံတယ်ဆိုကယ်တင်ခြင်းကိုရောက်တယ်။အာမင်ကဲတင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ကြည့်မယ်ဆိုယုံကြည်ခြင်းကအဓိကပဲလေအဲ့တော့ယုံကြည်ခြင်းလို့ပြောပြီးဆိုရင်သူက ခဏတာယုံတဲ့အရာမဟုတ်ဘူးမသိမချင်းသာရကာလအထိယုံကြည်ယုံကြည်နေခြင်းကိုသူကဆိုလိုနေခြင်းဖြစ်ပါတယ်အာမင်အဲ့တော့အဲ့သက်သာရှိခြင်းနဲ့ရှင်ပြီးတော့ကျွန်မပြောပြမယ်ဆိုရင်ဘုရားခင်ကနော်ကျမ်းစာထဲမှာသူဟောရှင်နဲ့ပတ်သက်ပြီးတော့ပြောထားတာရှိတယ်။ဒီကေတင်ခြင်းနဲ့လည်းပတ်သက်တယ်ဒီယုံကြည်ခြင်းနဲ့လည်းပတ်သက်တဲ့အရာကိုသူကဟောရှင်အနာဂတ်ခြင်းအပြင်သူပုံဖော်ထားတဲ့အရာကတိတ်ကိုလှပတယ်။ဟောရှင်ကိုတနေ့ကျတော့ဘုရားခင်က ပြောတယ် ပြည်ထောင်အမျိုးသမီးနော်ခေါမအကိုသွားပြီးတော့တိမ့်ပိုက်ပါတဲ့သွားယူပါတဲ့ပြည်ထောင်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့နှလုံးသားထဲမှာဘာရှိလဲဆိုတော့ဖောက်ပြန်တက်တဲ့စိတ်ဆိုအမြဲတမ်းရှိနေတယ်အဲ့တော့ဒီညမှာဟောရှေကဘသူ့ကို ပုံဆောင်နေတယ်လဲဆိုရင်ဖျားသခင်ကိုပုံဆောင်ပြီးတော့ခေါမကဘသူ့ကိုပုံဆောင်လဲဆိုရင်ကျမတို့တယောက်ချင်းစံကိုပုံဆောင်နေတာဖြစ်တယ်အတ္တတာထဲမှာဘုရားသခင်ကိုအာဖောက်ပြန်တတ်တဲ့သူတွေဖြစ်တယ်ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်ကရှင်းရှင်းလင်းလင်းပြောပြတယ် ဥပမာတစ်ခုပြောရမယ်ဆိုမင်္ဂလာဆောင်ထားပြီးတဲ့လင်မယားနှစ်ယောက်မှာတချို့တွေကယေရှုခရစ်တော်ကိုယုံကြည်လက်ခံတယ်တကယ်စိတ်လုံးကျင်းမဲ့နဲ့ယုံကြည်လက်ခံရတဲ့အဲကဲတင်ခြင်းဆုံးရှုံးပြီလို့ခဏခဏထင်နေသူတွေလည်းရှိပြန်တယ်။ဒါလို့သူရှာနှားထောင်းမှာလင်မယားနှစ်ယောက်ကအိမ်အောင်ပြုတယ်။ဒါနဲ့တနေ့ကျတော့ဇနီးကအမတ်တမဲဆိုသလိုတတိမိလျော့တဲ့အခါမှာသူ့ရဲ့လက်ထက်လက်စွပ်သူပျောက်သွားတယ်။အဲ့တော့လက်ထက်လက်စွပ်ပျောက်သွားတဲ့လင်မယားအဖြစ်က ပြီးဆုံးသွားတာလားမပြီးသွားဘူးလေဒီလိုပဲယုံကြည်သူရဲ့အတ္တတာထဲမှာတစ်ခါတလေအမားလုံးမိတဲ့အချိန်တွေရှိတယ်။ဗတိမိလျော့တဲ့အချိန်တွေရှိတယ်။ဖျားသခင်အရှိမဝန်ချတောင်းမယ်လို့ဆိုဖျားသခင်ခွက်လွတ်နိုင်ကြအကြောင်းအမြဲတမ်းရှိနေတယ်။သို့တော့ဒီလိုပြောလိုက်လို့အပြစ်လောက်တဲ့ license ကိုပေးနေတာမဟုတ်ဘူး။ဒီနေ့တော့ဘုရားခင်ကဂေါမာကိုတွားရောက်ပြီးတော့တိမ့်ပိုက်ဖွေရန်အတွက်လက်ထက်တရားဝင်ဇနီးမယားအဖြစ်ပေါင်းသင်းပွန်တဲ့ပြောတဲ့အခါမှာဟောရှိကတွားပြီးတော့တိမ့်ပိုက်ခဲ့တယ်။သို့တော့တဲ့ ဂောမာကကလေးပထမတယောက်ရလဲဟောရှင်လည်းမဟုတ်ဘူးဖောက်ပြန်ပြီးတော့မှရလာတယ်ဒုတိယတယောက်လည်းဒီအတိုင်းပဲနော်အဲ့ဒီအချိန်မှာဟောရှင်ကနေပြီးတော့တတိပေးတယ်ဟေးမလုံနဲ့ဒီထဲမှာနေဆက်ပြီးတော့မသွားနဲ့နင့်ကောင်ကတတိပေးတယ်နော်ဆိုပြီးတော့ပြောတဲ့အပြင်အဲ့ဒီဟောရှင်ခန်းကြီးနှစ်ခန်းငယ်6ရောက်လာတဲ့အခါမှာအဖန်ဖန်အချိန်ချင်းအခါခါအလီလီပြန်ပြီးတော့ဂောမာကိုဟောရှင်ကနော်သူ့ထံကိုပြန်လဲဆွဲခေါ်တယ် ဒီနောက်ကဘတော့အပြင်းနားလေရတဲ့အရာကဘုရားသခင်ဟာကျမတို့ကိုသူ့ထံကိုအချိန်ချင်းပြန်ဆွဲခေါ်တဲ့ဘုရားရှင်ဖြစ်တယ်။ယုံကြည်ခြင်းလဲတော့မယ့်အချိန်မှာနော်တကယ်ကိုဆုံးရှုံးစရာအချိန်တွေကိုတွေ့ရတော့မယ့်အချိန်မှာဘုရားသခင်ကဒီအတိုင်းမပြစ်ထားဘူးပြန်ပြန်ပြီးတော့ဆွဲခေါ်တယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရတယ်။အာမင်။ဟာလေလုယာ။ယုံကြည်သူများဘလို့အချိန်တွေပဲဖြစ်နေပါစေ။ဘုရားပြင်ဆင်ထားတဲ့ခြံဝန်းထဲမှာနေပါ။ယေရှုထဲထဲမှာနေပါ။လုံခြုံခြင်းရှိလိမ့်မယ်။အာမင်။